ကဲစတွေ့ချုံလေးတစ်ခုပြောမှာကွာတလားရှင်တို့ရောလိန်ကျန်းဖက်တာကိုခံခံရဘူးလားကျမခံရမင်းလားဘယ်လိုမျိုးခံရတာလဲဆိုတော့အဲ့ကျမတို့ဒီကျမရောက်စဒီရငုံရောက်စတိတ်ကြခင်ကျမဒီတော့ကျမတက်စီနေနဲ့ပဲသွားတော့လေအိုင်ကမစီးနိုင်ဘူးတက်စီကကြာတော့ထောင်းတာမခံနိုင်တော့ ်အန်အမပြီးတော့နင်းနဲ့တစီဘိုးနဲ့မွဲတော့မယ်ဘိုင်းကားနဲ့သွားမယ်ပါတယ်ဘိုင်းကားနဲ့သွားကြတယ်ကျွန်တော်တို့အဲ့ရုပ်ရှင်တော့ကြည့်ကြအောင်မသိဘူးစူဒီမာလေးရုပ်ရှင်တော့ကြည့်ပြီးတော့အဲ့ကနေစူလီယန်နေစီးရဆိုရင်ဒီမြောက်တုံဘက်ကိုဂိတ်ဆာဆိုတော့တည်ရကားခုံတိုင်းလေးရကျွန်မမနဲ့ကျွန်မနဲ့ခုံတိုင်းလေးရထိုင်ကြ ဘက်ညနေချိန်ဆိုတော့လူတွေများတဲ့အချိန်ဖြစ်ပါတယ်။လမ်းရောက်တဲ့လူတွေကတက်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 ကားရပြည့်လာ။ပြည့်လာတော့ကျမအမကတော့ဟိုကားရဲ့ဘေးချမ်းပေါ့။ကျမကတော့ဒီရှောက်လမ်းဘက်ကအချမ်းမှထိုင်တယ်။ထိုင်တော့လူတစ်ယောက်ကလည်းကြီးကြီးပေါင်းပြီးနဲ့အသွင်းကလည်းမဝက်ထားဘူးသူကကျမကားထိုင်လက်ကိုဒီလိုကင်တာပေါ့။ရှေ့ရဲ့တန်းကိုလက်ရှေ့ရဲ့ခုံလက်ကလမ်းကင်တော့ကျမလက်တန်းပေါ့။အဲ့တင်တဲ့ဒီညာဘက်လက်ပေါ်မှာသူ့ရဲ့အုပ်ဆိုင်ကြီးကိုတုတ်တုတ်ကြီးကိုလာတင်လား။ ကျွန်မလန့်ဟောရုပ်တက်ကြီးဆိုဘာကြီးလဲဘောငါလက်ပုံမှာဘောနော်ဘာတင်တာလဲဟိုလက်ကြည့်လိုက်တော့အဲ့ဒူအဲ့ဒူအဲ့တော့အဲ့ဒီကကျွန်မဘာဝတ်ထားလဲဆိုအဂျင်စကတ်တုံးလေးနဲ့တီရှပ်လေးနဲ့ဝတ်ထားဘူးနှစ်ကလေးကျွန်မအလုံးလေးဝတ်တက်ကြီးရှယ်ပါရင်ရင်ရင်ခိုင်ရဘူးတီရှပ်ကတော့လုံးနဲ့ထားရတော့ပေါင်းစက္ကကတော့နည်းနည်းလေးပေါင်းတယ်တော့တော့ရှိရပေါ့အစ်ကျွန်မသူ့စိုက်ကြည့်လိုက်တဲ့တခါသူ့စိုက်ကြည့်တော့ဖယ်သွားတယ်လားနောက်တခါ ပြင်းတင်တယ်သူဥစ္စာကိုကျမလက်ပေါ်မှာလာဟာနေကျမတခါပြန်စိုက်ကြည့်လိုက်တယ်ချိုးကြည့်ကြည့်ရောနော်တော့နောက်တစ်ခေါက်ဆိုတော့ငါဒီလူကိုអော်လိုက်တော့မယ်ပေါ့အဲ့လိုမျိုးပြောသူကဖယ်သွားတယ်နောက်ကျကျမအမကိုပြောတယ်အမအမငါ့ကိုအဲ့လိုလိုပဲဆိုတော့ကျမပြောကြားသွားတယ်ခင်သူဆင်းသွားတယ်အမတိုင်းဆင်းသွားအားတခါပြီးတော့ကျမနေပြီးတော့မှနေတော့ကလေဒီပြီးတော့မှခြံဝင်းနေရာကျဲကျဲကျဲဆိုတော့အမကျမတော်လဲရောကျမ အဲ့မှာခဏတော့နေတာကျမခွေးလေးနဲ့ကောင်ကျမကြောင်းတာကြောင်းတော့အဲ့ကျမဟိုဘလို့ဒီကနေဆိုဘလောက်ဝေးမင်းနဲ့ခဏနန်းနေလူတယောက်ကဘယ်နဲ့စောစောလေးပေါ့နော်ခွေးကြောင်းနေချင်သူကတော့သူအဲ့နားမှာနေပြီးဟိုးထိတ်ထိတ်နာတော့ကနေသူကဘယ်ချင်းနဲ့ကိုယ်ကိုကြည့်နေတယ်မသိဘူးကွာတတိမထားမေးဖက်ကနေဆိုကိုယ်ကကြည့်လိုက်တဲ့ချိန်မှာသူ့တော့ကိုလက်နဲ့ကာရင်တော့အဲ့လိုလုတ်ပြချောက်သွားလဲရုပ်ပြဆိုဟဲ့ဘာကြီးလဲပေါ့အဲ့နားမသွားရဲတော့ဘူးအဲ့နား ခွေးနှကောင်ခေါ်ပြီးပြန်လာအဲ့လိုမျိုးအတွေ့အကြုံတွေကကြောရ